အားလုံးပဲမင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့စက်တင်ဘာ26 2025တိုင်အောင်လမ်းပြပို့ဆောင်တော်မူသောသာဝရဘုရားကိုရှေးဥစွာချီးမွမ်းပါတယ်ငါစင်သောယုံကြည်သူအားလုံးပေါ်မှာကျေးဇူးတင်ရှိပါတယ်ဆုတောင်းပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ရှိပါတယ်ဆိုတာပေါ်ပြလိုပါတယ်နေ့တိုင်းကိယူနာတော်တဲ့ကိုခံစားရတဲ့အတွက် ဘုရားခင်ကိုချီးမွမ်းအောင်ဒီကနေ့လည်းဘုရားခင်ကေတင်ခြင်းအကြောင်းဟောပြလို့ပါတယ်ကျွန်တော်ငရေသွားရမယ်လမ်းမှာရှိပေမဲ့လည်းကျွန်တော်ဘုရားခင်ကကေတင်တဲ့အတွက်ကြောင့်သခင်ယေရှုခရစ်ကကေတင်တဲ့အကြောင်းအရာကိုဟောပြလို့ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၃ပိုက်ငယ်၃မောရှိသည်တော၌ငွေကိုမြှောက်ထား တကယ်တော့လူသားဒီမြောက်ထားခြင်းကိုခံရမည်။ကြောင်းမူကားသူသားတော်ကိုယုံကြည်သောသူတို့သည်ပျက်စီးခြင်းသို့မြောက်သာဝရအသက်ကိုရမည်အကြောင်းသည်။ဂျရဒမ်ဟောင်းခဲမှာမောရှိတထမှာကျွန်တော်မွေကိုမြောက်တဲ့မြောက်ထားတဲ့အဲ့ဒါကို ကြည့်ရှုတဲ့သူအားလုံးကကျမ်းမာခြင်းရပါလေ။ထိုနည်း၎င်းပဲ။ ခရစ်တော်ကိုလဝကတိုင်မှာမြောက်ထားခြင်းခံရမယ်တည်တချင်းခံရမယ်သားတော်ကိုအဲ့ဒီခရစ်တော်ကိုယုံကြည်တဲ့သူဟာပျက်စီးခြင်းတုံမြောက်တနည်းပြောမယ်ဆိုရင်သာဝရပျက်စီးခြင်းတုံမြောက်ဒုတိယအတိခြင်းတုံမရောက်ဘူးတဲ့ဒီသာဝရအတက်ကိုရမယ်သာဝရအတက်နဲ့ကေတင်ခြင်းနဲ့အတူတူဖြစ်ပါတယ်ဧရှေယခန်းကြီး၄၄ပိုက်ငယ်၂၀မှာလည်း တင့်ကိုငါဖန်ဆင်းသည်ဖြစ်၏တင်းသည်ငါကျွင်ဖြစ်၏အိုဤတီလာမျိုးတင့်ကိုငါမမေ့ရောတင်းဤဒုစရိုက်တို့ကိုတင်တိုက်ကဲ့သို့လကောင်းတင်းဤအဖြစ်တို့ကိုတင်လွှာကဲ့သို့လကောင်းငါချေပြီးငါထံသို့ပြန်လာတော့တင့်ကိုငါရွေးနှုတ်ပြီသူကျွန်တော်အဖြစ်ဆိုရှိတယ်အဖြစ်တရားဆိုရင်အဖြစ်ဒုစရိုက်ကံသူပါဘူး ကျွန်တော်အပြစ်တရားအာလုံးဖြစ်ဖြစ်ဒုစရအာအလုံးဖြစ်ဖြစ်ဒါကိုခြေမဲတဲ့အပြစ်ဒီအာလုံးကိုတင်တိုက်ကဲတို့ဖြစ်စေမဲပြန်လာပါငါယွင်းနှုတ်ပြီးတင့်ကိုငါဖန်ဆင်းတယ်ဘုရားခင်ကလူသားတွေကိုဖန်ဆင်းတယ်ကျွန်တော်ဒီခရစ်တော်က AD 30မှာလက်ဝါးကတိုင်အတက်ခံရခြင်းအဖြစ် သူတွန်းတွန်းခဲတဲ့အသွေးတော်အားဖြင့်ကျွန်တော်အပြစ်တရားတွေကိုသူချေဖြစ်ခဲ့တယ်။တည်ခြင်းတရားတွေကိုချေဖြစ်ခဲ့တယ်။ဒါဒီကိုကျွန်တော်ယုံကြည်ဖို့လိုပါတယ်။1862စက်တင်ဘာ22ရက်မှာအာဗြဟံလင်ကွန်ကဘာအမိန်ထုတ်လိုက်လဲဆိုကျွင်ဒီအားလုံးလွတ်မြောက်ခွင့်ရပြီ emancipation proclamation ဆိုတာသူထုတ်လိုက်တယ် 1863ဇန်နဝါရီတရက်ကနေအားလုံးကျွန်းနေလွတ်မြောက်ပြီလို့ဥပဒေထုတ်လိုက်တယ်ဒါကိုယုံကြည်တဲ့ကျွန်းနေအားလုံးကလွတ်မြောက်တယ်မယုံကြည်တဲ့ကျွန်းနေအားလုံးကတော့ကျွန်းထဲမှာပဲရှိနေတော့မယ်ဘာဖြစ်လို့ဆိုဥပဒေကသူ့ကိုလွတ်မြောက်ခွင့်ပေးပြီးထုံနည်းလကောင်းပဲကျွန်တော်ဒီလူမဲတရား အဲကျွေးနေနေအများဖြစ်နေကြတယ်ဥပရိယသူ့ကိုလွတ်မြောက်ခွင့်ပေးပြီဆိုတော့သူကသခင်ဆရာနဲ့ထွက်သွားပြီးတော့စစ်မှုထမ်းခွင့်ရတယ်သူထွက်ပြေးလို့ရတယ်ဒါမဲ့ဒါကိုမယုံကြည်တဲ့လူကကျွေးနေနေပဲဆက်လက်နေတယ်ထုံနေလကောင်းပဲကျွန်တော်အပြစ်ကျွင်ရနေရှိနေတယ်ဒါမူလအပြစ်တည်ရှိတယ်မူလအပြစ်ဆိုမွေးကလေးကပါလာတယ်ဗီဇအပြစ်လို့လည်းပြောလို့ရတယ် ဒီ sins ပေါ့ပြစ်တရားရှိလာတယ်အဲ့ဒီပြစ်တရားရှိလာတဲ့ခါကျလူတိုင်းကအပြစ်ဒုစရိုက်ထဲမှာရှိနေကြတယ်ဒါအပြစ်ဒုစရိုက်နဲ့ပြစ်တရားမတူဘူးပြစ်တရားဆို sin ပေါ့နော်အဲအပြစ်ဒုစရိုက်က guilty ပေါ့နော်ဒီအပြစ်တရားကတော့မွေးကလေးကပါလာတဲ့အတွက်ကြောင့်ဒီဟာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်မရေသွားရမယ်သို့တော်ညာလည်းပဲတခင်ခရစ်တော်က AD 30မှာ လေဝါကတိုင်မှာမိမိကိုစစ်ပူဇော်တယ်ဒါစစ်ကောင်နေနဲ့ပူဇော်တယ်ဒီအမေတော်ရဲ့စကားကိုနားထောင်ပြီးတော့ဒီလူသားတွေအပြစ်အကျွေးအပြစ်အခါကိုသူ့ရဲ့အသွေးတော်အဖြစ်ပြည့်စပ်ခဲ့တယ်ဆိုတာကိုယုံကြည်လက်ခံတဲ့သူဟာကေတင်ချင်းခံရမယ်ဘုရားခင်ကကျွန်တော်တို့ကိုအေးဒီသုံးစင်မှာခရစ်တော်ကကေတင်ပြီးသား ဖြစ်ပါတယ်။ဒါကြောင့်ဒီရှင်ယောဟန်ခရစ်ဝင်ခုနဖတ်တဲ့ကျမ်းစာမှာဒီသားတော်ကိုယုံကြည်တဲ့သူဟာသာဝရအသက်ရမယ်။ပျက်စီးခြင်းတော့မရောက်ဘူး၊ငြင်းမတော်ဘူး။ကျွန်တော်သာဝရကောင်းကင်နိုင်ငံရောက်မယ်ဆိုတာကိုဖော်ပြတာဖြစ်ဒါကြောင့်ဒီဧရှေယအခုပြောတဲ့စကားကဒုတိယဧရှေယပြောတဲ့စကားဖြစ်ပါတယ်ဒီဘာဗလုန်ဧရှေယလူ တယ်ဒါဟေရှေယ44မှာပြောတဲ့စကားအဲ့ဒီဟေရှေယဒုတိယဟေရှေယကကေတင်ချင်းဆိုတာဣတိယလူမျိုးတတမကဘူး universal salvation ပါကေတင်ချင်းဆိုတာကဘာသူအားလုံးယုံကြည်တဲ့သူအားလုံးတွေဖြစ်တယ်လို့သူကဂျင်ရတဲ့သူဖြစ်ပါတယ်ဒီဒုတိယဟေရှာယကတော့ဘုရားခင်ကိုယုံကြည်ပါမျှော်လင့်ပါဆိုတာကို အကြီးကအကြီးသားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဆောဒီကဘာဦးချံအခန်းကြီး3အပိုင်ငယ်15မှာဗာပြောလဲဆိုတင်နဲ့မိမကို၎င်းတင်ဤအမျိုးຫນွယ်နဲ့မိမဤအမျိုးຫນွယ်ကို၎င်းငါဒီရမျိုးဖွဲ့စင်ပြီးသူဒီတင်ဤကောင်းကို ချိန်လိုက်ပြီးတင်ဒီသူဤဖနောက်ကိုချိန်လိုက်ပြီးဟုမိန်တော်မူ၏ လဲဝါကားတိုင်းမှာအတိကံချင်းအဖြစ်ဒါဒီကောင်းကိုလည်းချိန်ပြီးပြီဆိုတော့ဒီအနိုင်ရပြီဆိုတာချိန်ညာပြီးသားအမှုပြီးပြီလို့ချိန်ညာတာဖြစ်ပါတယ်ဒါကြောင့်ဒီဒီအာဒမ်ကနဲ့ယူဆောင်လာတဲ့တည်ခြင်းဟာခရစ်တော်အဖြစ်ကျွန်တော်အသက်ရှင်ခြင်းတော့ရောက်ရှိတယ်ဆိုတာပေါ်ပြလိုပါတယ်ကျွန်တော်ကဲတင်ချင်းဆိုတာ တနည်းပြောမယ်ဆိုရင်ပျောက်ကင်းခြင်းတို့လည်းရတယ်ကျွန်တော်ဓမ္မဟောင်းမှာဆိုရင်ဘုရားခင်ကတကယ်ဒုက္ခရောက်တဲ့ချိန်မှာကေတင်ဒါကိုတွေ့ရဲ့ဘုရားခင်မှာဆူတောင်းတယ် BC 845မှာဒီယောဆဖတ်ကနိုင်ငံသုံးနိုင်ငံနဲ့တိုက်ခိုက်ခြင်းခံရတယ်ဆိုတော့မောဘအမျိုးအာမွန်အမျိုးဒီအိတ်တုံအမျိုးတွေပေါင်းပြီးတော့ တိုက်ခိုက်တယ်အဲ့ဒီခါမှာဒီယူဒတိုင်းပြည်ဣသေတိုင်းပြည်ရှိပေမဲ့လည်းတို့ယူဒတိုင်းပြည်ကတဖြည်းဖြည်းလုံးပါပါရဲ့ဒါဒီယော့စဖတ်ရဲ့ကောင်းမှုကဘာလို့တလဲဆိုတတိုင်းပြည်လုံးပြည်ရဲ့တချမ်းကိုတင်ခိုင်းတယ်ပြီးတော့တရားသူကြီးကြီးမြို့တိုင်းမှာခံတယ်ပြီးရင်ဒီဗိမာန်တော်ကိုတော်တော်ပြုပြင်နေတန်ရှင်းတယ်ယူတူကိုကိုယ်ချင်းတို့ဘာလို့ပေါ့နော်ဒါဒီအလုံးပြည့်စည်တယ်ပြုပြင် ပြောင်းလဲမှုတော်တော်လုပ်ခဲ့တယ်အဲ့ဒီသူနန်းတက်တဲ့အဆုံးပိုင်းမှာပေါ့နော်ဒီသူ25နှစ်ယူတာတိုင်းပြီးအုပ်ချုပ်တယ်အဲ့မှာသုံးနိုင်ငံကလာပြတော့တိုက်ခိုက်တယ်အဲ့ဒီအာမွန်တို့မောဘာတို့အီတုံတို့ဆိုတာဒီအမျိုးတွေဖြစ်တယ်သူကြောင့်သူအကူတူဘီယန်နဲ့ရွေးနှုတ်ခဲ့တဲ့တဲ့ခါမှာအမျိုးတွေဖြစ်တဲ့အတွက်ဒီလူမျိုး၃မျိုးကိုမတိုက်ပါနဲ့ဆိုပြီးပြောတယ် အခုမတိုက်ပါနဲ့လို့တိုက်လည်းမတိုက်ခဲ့ဘူးအခုတို့ရောလာပြောတိုက်ခိုက်တယ်အခါကျတော့ယောစဖတ်ကအင်မတန်မှကြောက်တယ်ကြောက်တဲ့ခါမှာဒီတိုင်းမနေဘူးသူကဖျားကိုချတဲ့အတွက်ကြောင့်ဖျားစီမှာသွားတဲ့အတွက်ကြောင့်ဖျားကကေတင်နေဖြစ်တယ်ဒါကြောင့်ဖျားခင်ကလာပါလို့ပြောတာကျွန်တော်ကေတင်ပြကျွန်တော်ကသွားဖို့လက်ခံဖို့လိုပါတယ် ယေရှုဝင်ချုပ်တုကျဆောင်ခန်းကြီး20ပိုင်း29မှာအိုယူဒာပီသူဣတီလာမျိုးသားတင်းတို့တီစိတိုက်စရာအကြောင်းမရှိသည့်ဖြစ်၍တီးကြီးစွာမတ်တနေလျက်သာဝရဘုရားကေတင်တော်မူခြင်းယေရှုကိုကြည်ရှုကြလောမကြောက်ကြနဲ့စိတ်မပျက်ကြနဲ့နှက်ပြန်နေနဲ့ချီးသွားကြလောသာဝရဘုရားတီတင်းတို့နဲ့သူ ရှိတော်မူလိမ့်မည်ဘုမဆို၏မကြောက်နဲ့လို့ပြောတယ် တည်ကြည်ပါလို့ပြောတယ်ကေတင်ချင်းအာကေတင်တော်မူချင်းဂျေဇုကိုကြည့်ရှုပါလို့ပြောတယ်သူတော်ဒီမှာပါလို့လဲဆိုပွားပါဆက်လက်ချီပါဒီတိုင်းရမနေတဲ့သူလှုပ်ဆရာရှင်တို့ပါအဲ့ဒီမှာနော်နဲ့ဆောဆောထားပြီးတော့အဲ့ဒီခါမှာဒီလူဒီနဲ့တိုင်ပင်ပြီးတော့အာပါလှုပ်လိုက်လဲဆိုသာရဖျားရဲ့ဂယုနာတော်အစီမြဲတည်တော်ကြောင့်ကုံကျေးဇူးတော်ကိုချီးမွမ်းကြလော့ မှုဆိုတဲ့အခါကျတော့ဒီဖျားခင်ကကြေလိုက်ပါတယ်ရန်သူသူတို့အချင်းချင်းပဲတိုက်ခိုက်ပြီးတော့သူကယောစဖကစိတ်မတိုက်ရပါဘူးသူတို့ချင်းချင်းတိုက်ပြီးတော့တည်ဆုံကုန်တယ်ဖျားခင်ကတကယ်ကြေတယ်ဆိုအောင်မြင်စွာနဲ့ပဲယေရုရှလင်ကိုပြန်သွားပါတယ်အဲ့မှာယောစဖကဘာဘလူးလဲဆိုမိမန်တော်တတိုင်းရှိမှာတဲ့ပြိတအလေမှာရက်ပြောဆောထာဝရဘုရားကိုဆုတောင်းပါတယ် စောကုတော်ကုတာမျှော်ကြည့်ပါ၏ဆိုတော့သူစူတောင်းတယ်ဖရာကိုရှာတဲ့အတွက်ကြောင့်ကေတင်လိုက်တာကိုကျွန်တော်တွေ့ရပါတယ်စောအာကျွန်တော်အဲဒီဣတီလာကြီးကေတင်လေးတလို့ပဲကျွန်တော်အတ္တသားမှာအဲဖရာခင်ကကေတင်လေးဆိုတော့ကျွန်တော်ယုံကြည်ရအောင်ခရစ်တော်ကကေတင်ပြီးသားဖြစ်ပါတယ်ဒါဘာကြောင့်ကေတင်ကလေးဆိုတော့ကျွန်တော်အကောင်းလို့မဟုတ်ပါဘူး ဒီနိနဝေမြို့သားတွေကေတင်တယ်ဆိုတာနောင်တရပြောဘုရားရှင်ကိုယုံကြည်လို့ကေတင်တယ်ဆိုတော့သူဟာဣတိလာမဟုတ်ဘူးတပါသောမြို့သားတွေဖြစ်တဲ့ယောနာကလည်းဘုရားကိုယုံကြည်တယ်ပထမအနောင်တရတဲ့ဘုရားကိုယုံကြည်တယ်ဒါကြောင့်ကေတင်တယ်ကျွန်တော်ဟာကျွန်တော်အပြစ်အသက်ကျွန်နောင်တရပြောခရစ်တော်ကိုယုံကြည်မယ်ဆိုရင်ကေတင်ခြင်းခံရမှာ ဖြစ်ပါတယ်ဒီလိုကဲတင်ချင်းဟာဘာကြောင့်ထွက်လာကလဲဆိုတော့ဒီခရစ်တော်ဟာလေဝါကားတိုင်းမှာအတိခံပြီးတော့မိမိအသွေးကိုတွန်းလောင်ခြင်းအဖြစ်ကျွန်တော်အသွေးတော်အဖြစ်ကျွန်တော်ကဲတင်ချင်းခံရတယ်ဆိုတာကျွန်တော်ယုံကြည်ရအောင်ကျွန်တော်ဒီကောလတဲအဲခန်းချီ ကျွန်တော်ဒီအာယောမအိုဝါစာခန်းကြီးတစ်ဆယ်အပိုင်ငယ်ကိုမှာတင်းဒီတခင်ယေရှုကိုနှုတ်ပြဝန်ခံ၏ဖျားခင်ဒီသူ့ကိုတည်ခြင်းမှာထားမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်စဉ်ကဲတင်ခြင်းတော့ရောက်လိမ့်မည်ဖြောင်းမရတော့ရောက်ခြင်းကစိတ်နှလုံးကြည်ယုံကြည်ရ၏ကဲတင်ခြင်းတော့ရောက်ခြင်းကနှုတ်ဖြင့် ဝန်ခံရ၏ဆောစိတ်နှလုံးထဲမှာကျွန်တော်ယုံကြည်သလိုယုံကြည်ရမှာဖြစ်သလိုအာကျွန်တော်နှုတ်အားဖြင့်လဲဝန်ခံဖို့လိုပါတယ်ဆိုတာပေါ်ပြလိုတယ်ဒီမှာလူပေါင်းတို့ဒီအာတန်အားဖြင့်တည်ချင်းတို့ရောက်တည်နေသူလူပေါင်းတို့ဒီခရစ်တော်အားဖြင့်အသက်ရှင်ခြင်းတို့ရောက်တယ်ဆိုတာကျွန်တော်ယုံကြည်ရအောင်ကျွန်တော်ဖျားခင်ကပါလိုတယ်လူတိုင်းဟာကေတင်ခြင်းရရှိခြင်းလဲ ပြင်တမာတရားကိုတည်စေခြင်းလေဒါကြောင့်လူပေါင်းတို့ဒီကဲတင်ချင်းတော့ရောက်၍တမာတရားကို တည်စေခြင်းကဘုရားခင်အလိုတော်ရှိ၏ကျွန်တော်ကဲတင်ချင်းရောက်ဖို့ပြင်ကျွန်တော်ချမ်းသာဖို့လည်းလိုပါလေဒါဓမ္မတဲဩဝါဒပထမဆောင်ခန်းကြီးနှစ်ပိုင်ငယ်လေးမှာဖော်ပြတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ကဲတင်ချင်းဆိုတာဘာကြောင့်ရတယ်လဲဆိုတော့နံပါတ်1ဘုရားခင်မေတ္တာ ကျွန်တော်ကေတင်ချင်းခံရတယ်ဒါယောမဝရစာခံခြင်းကပိုင်းရဲ့ရှိမှတွေ့ရတယ်ဒုတိယဂျေစုတော်တက်တဲ့အဖြစ်ကျွန်တော်ကေတင်ချင်းခံရပါဖြစ်တယ်ကျုပ်ကေတင်ချင်းခံရတဲ့အတွက်ကြောင့်သာဝရတက်ကိုရမယ်တနည်းပြောမယ်ဆိုရင်ဒုတိယတည်ခြင်းကိုမြင်ဆိုင်ဘူးသာဝရတက်ရှင်ခြင်းကိုရမယ်ငြိမ်မတော်ဘူးဆိုတတ္တယကတော့တနာခြင်းကိနာရှိလို့ကျွန်တော်ကေတင်ချင်းခံရတယ်ဆိုတာ တွေ့ရတယ်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်ဟာလူသားဒီအပြစ်အလုံးကိုခရစ်တော်ရဲ့အသွေးတော်အဖြစ်ယူနှုတ်ကယ်တင်ခြင်းခံရလို့ဖြစ်ပါတယ်ဟိဘေဝါစာခန်းကြီးကိုပိုက်ငယ်စနစ်မှာတွေ့ရဒါကြောင့်ကျွန်တော်ဟာဒီယူနှုတ်ကယ်တင်တဲ့တွင်လုံးခဲ့တဲ့အသွေးတော်အဖြစ်ယူနှုတ်ကယ်တင်တဲ့ဖြင့်ကျွန်တော်사탄ကိုအောင်မြင်တော်တခုကိုကျွန်တော်ပြီးပါတယ်ဗျာဒိတ်ကြံခန်းကြီးစနစ် ိုင်ငယ်တစ်ဆင်မှာကျွန်တော်တွေ့ရတယ်ကျွန်တော်စာတန်အောင်းနိုင်တော့ခွင့်လောကကိုငါအောင်ပြီလို့ပြောတာအဲ့ဒါအဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကေတင်ချင်းခံရတယ်ခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်ကေတင်ချင်းခံရတယ်ဆိုတာကျွန်တော်အဲယုံကြည်ရအောင်စာအသွေးတွင်းလောင်းချင်းဟာအဖြစ်ရဲ့လက်အဖြစ်လွှတ်ခြင်းလက္ခဏာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဟာအာ အတိတော်တတကိုဖျားခင်မိပါれဆိုယုံကြည်ရအောင်အရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေ